心。 ပရိသတ်တွေအားလုံးအတွက်ခေတ္တပြုံမေအစီအစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခေတ္တပြုံမေအစီအစဉ်မှာသင်းရေစုမွန်နေတူတူခိုင်ချိုးတွေကဒီကနေ့မှာသတင်းတွေရောဘဟုသုတတွေရောအများကြီးကိုပြောပြပြီးတော့တင်ဆက်ပေးမှာပါဒီနေ့မှာဒါသတင်းတွေပြောရအောင်မယ်အဲ့တော့အရင်ဆုံးသတင်းပြောရမယ်ဆိုတော့ခိုင်ချိုးကဒီမှာ Facebook နဲ့ပတ်သက်ပြီးတော့အသိပေးစရာသတင်းလေးတစ်ခုရှိရယ်ဘာလဲဆိုတော့မြန်မာနိုင်ငံမှာအခုဆိုရင်ねအသက်၈၀နှစ်အောက်ဒီကလေးတွေပေါ့နော်ဒီအရွယ်မရောက်သေးတဲ့ကလေးငယ်တွေ Facebook အသုံးပြုတဲ့သူက၁၂ရာခိုင်နှုန်းတောင်ကျော်အောင်ရှိနေတယ်အဲ့တော့သူက Facebook အသုံးပြုနေတဲ့သူကမြန်မာနိုင်ငံမှာဆို၃သန်းကျော်ရှိတယ်အဲ့ဒီ ရမှ7.6ရာခိုင်နှုန်းကျော်ကအသက်18နှစ်အောက်ဒီကလေးငယ်တွေဖြစ်နေရတဲ့အဲ့တော့ဒါကိုပေါ့နော် Amara Digital Marketing Agency ရဲ့ Facebook Application ကောက်ယူထားတဲ့ဒီစစ်စစ်တမ်းတွေအရာသိရတာနောက်ပြီးတော့အဲ့ဒီမှာအသက်18နှစ်အောက်အသုံးပြုသူအရေအတွက်အတိအကျနဲ့ပြောရရင်တော့ဘယ်လောက်ရှိလဲဆိုတော့3,800တောင်ရှိရတဲ့ကလေးတွေတုံးနေရနော်အဲ့တော့ mobile phone ကအခုပြည်ရင်းမှာဆိုရင်အသုံးပြုမှုကပေါ့နော်အသုံးပြုမှုနှောင်းကတိတိတတ်တာမြင့်တက်လာတယ်အဲ့လိုမြင့်တက်လာတဲ့အခါမှာကျောင်းနေရွယ်ကလေးတွေသူတို့တွေကို mobile phone အသုံးပြုလာတယ်ဒါကြီးလည်းမြင့်တက်လာတယ်တဲ့ ပြီးတော့16နှစ်အောက်ပေါ့နော် Facebook သုံးဆွဲရတဲ့သူတွေလည်းများလာတယ်အဓိကတော့ဟိုမိဘတွေကကလေးငယ်တွေဖုန်းပေးထားရဲဆိုတာသူတို့စိတ်မချလို့ပေါ့နော်အဆက်အသွယ်ရအောင်ပေးထားတာဒါပေမဲ့တလွဲပေါ့နော်သုံးနေရဒီဖုန်းတွေကိုနောက် Facebook အသုံးပြုရတဲ့သူတွေကလည်းအသက်16နှစ်အောက်ဒီပေါ့နော်အသုံးပြုသူအများစုပါဆိုရင်လည်း mobile phone တွေကနေတစ်ဆင့်အသုံးပြုမှုကအများဆုံးပါတဲ့နောက်ပြီးတော့မိဘတွေကလည်းဒါနဲ့ပတ်သက်ပြီးတော့ဟိုစိုးရိမ်နေကြရလို့လည်းပြောတယ်နောက်ဒီပညာပိုင်းကအခုဆိုရင်တအားတိုးတက်လာတဲ့အတွက်ကြောင့် mobile phone သုံးပြီဆိုတာနဲ့ internet သုံးတာပေါ့နော်ဒါအောင်မိဘတွေကဟိုတားမြစ်လို့လည်းမရ ဘူးဖြစ်နေတယ်အဲ့တော့ခွင့်ပြုလို့လည်းမရဘူးတဲ့လူမှုကွန်ရက်ကနေတစင်ပေါ့ဒီကလေးငယ်တွေပေါ်မှာမလိုလားအပ်တဲ့အနေရည်တွေဒါတွေလည်းအများကြီးဟိုရှိနိုင်တယ်လို့လည်းပြောထားတယ်နောက်သုံးသမဆိုရင်ねဒီ mobile phone ကနေတစင်အသုံးပြုသူဦးရေက1.8တန်းရှိပြီးတော့အသက်20နဲ့30ကြားအသုံးပြုသူအရေးအတွက်ကတော့တဲ့1.8ခွန်နှစ်တန်းနဲ့အများဆုံးဖြစ်နေပါတယ်တဲ့အဲ့တော့ဒါကလေးငယ်လေးတွေသုံးတာအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဟိုမိဘတွေကဟိုဘလောက်ပဲစိတ်ပူပူပေါ့နော်ဖုန်းပေးထားတာမျိုးကတိတ်တော့အဆင်မပြေဘူးထင်တယ်တကယ်လို့အလိုမဟုတ်ဘူးအရင်စိတ်ပူတယ်ဟိုဖုန်းနေပေးထား မယ်ဆိုရင်လည်း keep up ဖုန်းလေးရှိရပဲဒါမျိုးတွေကအင်တာနက်သုံးလို့မရတော့ဘူးအဲ့တော့အင်တာနက်အသုံးပြုလို့မရတဲ့ဖုန်းမျိုးစားတွေပေးကြိုင်မလားမိဘတွေပြန်ပြီးတော့စဉ်းစားရမယ့်အချက်တစ်ခုပေါ့နော်ဟုတ်တယ်နော် Facebook ဆိုတာဆွဲတက်တဲ့သဘောမှရှိတယ်လေဟုတ်တယ်အဲ့တော့ကြောင်းနေရွယ်ကလေးနဲ့ဆိုရင်လုံးဝမတည့်တော့ဘူးနော်ဟုတ်တယ်အရန်လဲငယ်သေးတဲ့အခါကျတော့နော်ဒီလိုမျိုးပစ္စည်းတွေနဲ့တိတွေ့တာကတော့ဟုတ်အိုဝေဘန်ပိုင်းကြနိုင်တဲ့စိတ်ကတို့မှမရှိသေးဘူးအဲကြောင့်မလို့လူကြီးရန်ကြီးပြန်ပြီးတော့ control လုပ်ပေးမှာတော့ပို့ပြီးတော့အဆင်ပြေလုံးမယ်ဖြစ်တယ်ဟုတ်တယ်နော် ကဲအဲ့ဆိုရင်ဒီတစ်ခါတော့တရုတ်နိုင်ငံထူးခြားကြမင်္ဂလာဆောင်တစ်ခုအကြောင်းပြောမယ်။ဒါမင်္ဂလာဆောင်မှာဆိုရင်ဟိုအကောင်လုံးကတော့မှတ်မဲ့ရဖြစ်အောင်ဆိုပြီးတော့ပေါ့နော်ထူးခြားတဲ့အစီအစဉ်လေးတွေဒါအမြင်ထည့်သွင်းကြမြန်မာနိုင်ငံမှာဆိုရင်လည်းဒါမင်္ဂလာပွဲတွေမှာလည်းတွေ့ဒီချို့ဒီသူတို့သားနဲ့သူတို့သမီးပေါ့ထူးခြားကြလေးပွဲတက်တာမျိုးပေါ့မင်္ဂလာဆောင်တာမျိုးဒါမျိုးပြုလုပ်ကြရပေါ့နော်။အခုတရုတ်မှာကျတော့တရုတ်နိုင်ငံကြက်ကြမ်းပြည်နယ်မှာဆိုရင်အဲ့ဒီမင်္ဂလာပွဲမှာမှတ်မဲ့ရဖြစ်အောင်ဆိုပြီးတော့လာရောက်တဲ့ဧည့်သည်တွေအားလုံးအတွက်ကိုရဲ့မိချောင်းအရှင်လက်လက်နဲ့ဧည့်ခံနေ။ဟဲ့။အော် အဲ့ဒါကြီးကတော့တမျိုးရွယ်เนาะမိချောင်းရဲ့အဲ့ခံလေးဟုတ်တယ်ဒီမှာဆိုရင်ကွာဒီပေါ်တော့ပြောမှဆိုရင်မင်္ဂလာဆောင်မှာဆိုရင်အများသောအဖြစ်လူတိုင်းကတော့ဒီကောင်းတဲ့ဘက်ကနေပြီးတော့ပေါ့เนาะဖြစ်အောင်ဆိုပြီးတော့ဟိုလူတိုင်းကဒီလိုမျိုးထူးထူးခြားခြားလေးလုပ်ပေးမယ်သူတို့ဘက်ကကျတော့အဆိုးဘက်သွားနေတယ်လို့ပဲဒီလိုမျိုးပေါ့เนาะဒီတိရိစ္ဆာန်တွေကိုညှင်းဆဲနှိပ်စက်တဲ့ပုံစံမျိုးညှင်းမှန်းနှိပ်စက်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့เนาะဒီမင်္ဂလာပွဲမှာဆိုရင်သူက6ပေခွဲလောက်ရှိတဲ့မိချောင်းယူမှာတက်ခင်းအခန်းလာတဲ့မိချောင်းမှာသူကပါဇက်တွေမကိုက်အောင်ပါဇက်တွေလည်းချုပ်ထားတယ်အဲ့ဒီမိချောင်းချုပ်ထားတဲ့မိချောင်းယူမှာအရှင် လက်စားပြီးတော့စားပြီးတော့ဒီလိုဧခန္ဓာပေါ့နော်စားဖို့အတွက်ဧခန္ဓာဆိုတော့တော်တော်တနာဖို့ကောင်းတယ်နော်မိယောက်မှာအရှင်လက်လက်သူ့မှာအစားခံနေရအင်းဟုတ်တယ်ဒါပေမဲ့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါတရုတ်မီဒီယာတွေမှာတော်တော်လေးပြန့်နှံ့သွားတဲ့ဒီသတင်းကဒီတော့ online အသုံးပြုသူတွေထဲမှာမှဒီသတိဆန်ကာကွယ်ဆောက်ရှောက်မှုအဖွဲ့ပေါ့နော်ဒီအဖွဲ့ကနေပဲသူတို့ပြန်ပြီးတော့မေးထားတယ်ဒီလိုမျိုးသတိဆန်တွေကိုစားသုံးနေဆိုတာပေါ့နော်ဒါတကယ်လို့လဲတရားဝင်မှမလားပေါ့ဒါနဲ့ပတ်သက်ပြီးတော့ပြောပြထားတဲ့အခါမှာဆိုရင်ဒီတက်တော့အာနာပိုင်းနေနဲ့မွေးမြူရေးဘျူရိုကနေပြီးတော့ တတ်မှတ်ထားတဲ့အရေးအသွေးနဲ့ကိုက်ညီတဲ့မွေးမြူစခန်းနေရတာလည်းပေါ့နော်။ရောင်းဝယ်ခွင့်ပြုထားတာတဲ့။တခြားဘက်ကနေပြီးသူတို့ဘာလို့ဖမ်းဆီးထားတာဆိုရင်တော့ဒါတရားမဝင်ဘူးပေါ့။ဒါပေမဲ့ဒီအရာကြောင့်သူတို့ဘယ်လိုမျိုးအကြောင်းပြန်နေဒီမိချောင်းဘယ်လိုယူလာပြီးတော့စားတောက်တာလဲတော့မသိဘူးပေါ့နော်။နောက်တရားနိုင်ငံမှာဆိုရင်ဒီမိချောင်းအရှင်စားတောက်မှုကကြတော့ဒီလိုမျိုးတခါမှမဖြစ်ဘူးတဲ့။ဒါပေမဲ့ဆေးဘက်ဝင်တယ်လို့ဆိုပြီးတော့သူတို့ဘက်ကနေပြီးယုံကြည်ထားတာတဲ့။မိချောင်းက ဒါမဲ့နော်ဟိုမိချောင်းဆိုတာတရဝါဆိုတာတော့ဒီပေါ့နော်လူကတက်လိုက်ရင်တော့သိသွားမှာဒီလိုတစ်ချက်တည်းတက်လိုက်တာမှတော့အောင်မယ်အရှင်နဲ့လက်ယူစားတာတော့တကယ်တော့မဖြစ်တယ်မအောင်ဘာကြီးနေဆိုလူများစားလည်းမသိဘူးအရင်ကမှလှမ်းထားမယ်ဆိုပို့ပြီးတော့ကြောက်ရတယ်ဒါကြောင့်အရှင်နဲ့လက်ကြီးကမကောင်းတို့ဟို Facebook မှာလည်းတွေ့ရေနော်မိရေပွဲဟိုမှာလေအရှင်နဲ့လက် ကင်းစားပုံမှာကင်းပြီးတော့အဲ့ရှင်းလက်လက်လက်တွေလှုပ်နေရအောင်အတင်းမီးတဲ့ကိုထိုးချပြီးစားအရန်ရက်ဆက်တာပဲနော်ဟိုမြောက်မြောက်ခေါင်းလေးကိုဖောက်ပြီးတော့အုံးတော့စားရတော့အများကြီးဟုတ်တယ်သတော်တော်လေးမြင့်မှန်နေရနော်ဒီအစားတက်လို့ကြာကိုလည်းဘာမှဖြစ်သွားတယ်မဟုတ်ဟုတ်တယ်ကိုလည်းအသက်တရာပိုရှိသွားတယ်မဟုတ်ဘူးမလောက်တာတော့ကောင်းဆုံးပါပဲကောင်းဆုံးပါနော် ကဲဒီကမှလည်းဆိုမောင်ကလည်းထူးခြားတဲ့အကြောင်းအရာလေးတစ်ခုပြောပြပေးမယ်အဲ့တော့ဟိုပေါ့နော်ဒီဆိုလို့မြန်မာရွေးရဒလိထုံနှန်းဆင်လာမှာဆိုလို့ရှိရင်လည်းဒါရှိတယ်ပေါ့နော်မင်္ဂလာဆောင်မယ်ဆိုရင်တို့တမျိုးတို့ဒါကနေပြီးတော့တင်တောင်းတာမျိုးတွေပေါ့နော်ဒါမျိုးတွေလည်းရှိရဲဒါပေမဲ့တင်တောင်းတဲ့ပမာဏကတော့ကိုယ်တက်နိုင်တဲ့ပမာဏပေါ်မူတည်ပြီးတော့ဒါနှုတ်နှစ်ဖက်အစဉ်ပြေအောင်လို့ဒါညှိနှိုင်းပြီးတော့တင်တောင်းကြတာမျိုးပေါ့ဒါပေမဲ့အခုဒီမှာဆိုလို့ရှိရင်တဲ့ဒူဘိုင်းမှာပေါ့နော်တို့ကတင်စားဦးဇနီးမောင်နဲ့နှစ်ဦးလက်ထပ်ပြီးတော့6လကြာမှာတဲ့တရဝင်းရုံမှာကွာရှင်းခွင့်နေလာလျှောက်ခဲ့တာအဲ့တော့လာလျှောက်တဲ့အကြောင်းအရာလည်းလူမျိုးတင်တောင်းတာနဲ့ပတ်သက်နေတယ်ပေါ့နော် ော်။ဗာလဲဆိုတော့သူတို့ကဒီဗောနော်ဖြစ်ရဖြစ်စဉ်ဒီကွာရှင်းပြန်ဆဲမှုနဲ့မတူပဲနဲ့တဲ့အခုလိုမျိုးဖြစ်ရကနည်းနည်းတော့ထူကြရတယ်ဒါဗာလဲဆိုတော့သူတို့လက်ထက်ထိန်းများချိန်မှာဆိုလို့ရှိရင်တဲ့သူတို့နိုင်ငံမှာဆိုရင်လဲခင်မောကနေပြီးတော့ဇနီးကိုတင်တောင်းတဲ့အလေထားရှိတယ်။အဲ့လိုမျိုးရှိတယ်။အဲ့လိုမျိုးရှိတဲ့အဲမှာမာသူကဗာလဲဆိုတော့တဲ့ဒီဗောနော်ခင်မောနေရသူ့ရဲ့ဇနီးကိုအမေရိကန်ဒေါ်လာနှစ်သိန်းတန်ဖိုးရှိရတဲ့ချော့ပတ်လက်ပတ်နိုင်နဲ့တင်တောင်းခဲ့တာတဲ့အဲ့တော့ဒေါ်လာ2သိန်းတန်မိုးရှိရလက်ပနာကြီးဆိုတာဘာပဲဖြစ်တော်တော်ကြီးတော့တန်မိုးကြီးတာပေါ့နော်အဲ့တော့ဟိုသူတို့သမီးရတယ်လက်ခံခဲ့ ခဲ့တယ်လက်ခံပြီးတော့ဒါပေါ့နော်ဘူနွေနွေမင်္ဂလာဆောင်ပြီးတော့6လကြာမှသူ့ရဲ့ဇနီးကနိုင်ပြတ်သွားတယ် ဖြစ်ရမယ်။ချောင်းတွေမှာဟိုင်ပြက်တယ်။နိုင်ပြက်တဲ့အခါမှာတဲ့သူကဇနီးကနိုင်ပြန်တော့တွားပြတဲ့အခါမှာနိုင်ပြင်းတဲ့သူကနေပြီးတော့ဒီနိုင်ကတန်ဖိုးကြီးနိုင်မဟုတ်ဘူးအဲ့နိုင်နဲ့ဆင်လူရောမအတုဆိုတာကသူကတိသွားတာ။တွားတာပဲ။တွားတာပဲ။ဟုတ်ပါ။အော်အတုဆိုတဲ့အခါကျတော့မတော်သူဘာလို့မျိုးမျိုးရန်နေဖြစ်ကြရတယ်ပြဿနာရတဲ့ကြအဲ့ဒီမှာစာပြီးတော့လူများနဲ့အဆင်မပြေဖြစ်ကြပြီးတဲ့နောက်မှာတရားရုံးမှာတကယ်ကိုတရားဝင်ကွာရှင်းတဲ့အထီကိုပေါ့နော်တောင်းဆိုခဲ့တာအဲ့လိုတောင်းဆိုတဲ့အခါမှာလေတဲ့ကွာရှင်းတဲ့အခါမှာဆိုလို့ရှိရင်တို့တပည့်ဘက်ကနေပြီးတော့ပေါ့နော်တို့သားကိုဒီ ူ့ရဲ့အမျိုးသားကိုပေါ့ကွာရှင်းတဲ့ခါမှာသူ့ရဲ့နှစ်နာချီအနေနဲ့ဒီနိုင်ရဲ့တန်ဖိုးရှိတဲ့ငွေပမာဏကိုပေးဆောင်မှုအတွက်လဲသူ့ဘက်ကနေပြီးတော့ရှောက်ထားတယ်တဲ့ ိုကြီးလားအဲ့လိုမျိုးဆိုတော့เนาะဟိုဒီမှာဆိုလို့ရှိရင်ねဒူဘိုင်းမှာဆိုလို့ရှိရင်အမျိုးသမီးတွေကြားမှာပေါ့เนาะတင်တောင်းငွေတွေပြိုင်ဆိုင်တာပေါ့ကိုယ့်ရဲ့သတို့သားကိုဘယ်လောက်ထိအောင်တင်တောင်းมาတယ်ဘာကြီးတင်တောင်းတယ်ဒါလိုမျိုးပြိုင်ဆိုင်တာကဒလေးတစ်ခုတောင်ဖြစ်နေပြီတဲ့ဒီဒလေးကြောင့်ပဲပေါ့เนาะ၅နှစ်ကိုတစ်ကြိမ်လောက်တင်တောင်းငွေပမာဏဆိုရင်ねနှစ်ဆအထိအောင်မြင့်တက်နေတယ်တဲ့အော်ကြည့်ပါဦးတင်တောင်းတာအောင်ပြိုင်ရတယ်ဟုတ်တယ်เนาะပြီးတော့ဟိုဘယ်လိုပြောမလဲအဲ့လိုတော့တန်ဖို့တော့မဖြတ်သင့်ပါဘူးကိုချစ်တဲ့သတို့သားသူတက်နိုင်တဲ့ပမာဏလောက်လေးတင်တောင်းတာကိုကိုအနေနဲ့အဆင်ပြေရင်လာလက်ခံရမှာပေါ့เนาะဟုတ်တယ်နှစ်ဦးပေါင်းဖတ်မှာပဲလေ တူမဆန်ကုန်ကိုလဲကုန်တာပဲတူပဲဟာအောင်နော်ဘာလို့များအဲ့လိုမျိုးပြိုင်ဆိုင်နေလဲတကယ်မချစ်ဘူးလားမသိဘူးနော်နိုင်အတုမှန်တိတာနဲ့ပြက်မယ်ဆိုတာဟုတ်ရှင်းမယ်ဆိုတာကြီးပဲနော်ဟုတ်တယ်ဒါမှဆိုဆိုအဲ့လိုမျိုးကြောင့်ဆိုဆိုဝါရှင်းလိုက်တာလဲကောင်းပါတယ်ဟုတ်တယ်ဒါပေမဲ့နိုင်ဘိုးပြန်နှောင်းနေဆိုတော့ဖြစ်တယ်မဖြစ်တယ်တော့ဒါတရားရုံးကနေပြီးတော့စဉ်းစားဆုံးဖြတ်ရမှာပေါ့ဟုတ်တယ်နော်ကဲဒါဆိုရင်ဆိုလိုတဲ့တင်းချောင်းရိုင်းလဲစုံသွားပြီဆိုတော့ခဏနာကြမယ်နော်ကတိပြုမေးစီစီကနေပြိသက်တွေအတွက်ထူးခြားတဲ့တင်းချောင်းရိုင်းနဲ့တူတူပြန်လာခဲ့ပါမယ်ရှင်